မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်နေပြည်တော်မှာအကြက်ဖက်စစ်တပ်ကိုဇက်ပြူရိုင်းသမားအမေရိကန်မြစ်ဆွေရဲ့မပါအလောင်းကိုအတုပလှဲ့လိုက်မဲ့အချိန်စစ်ကောင်စီလက်အောက်ခံနန်စီဒီယဝန်ထမ်းတွေကအပြင်ထွက်ပြီးနှုတ်ဆက်တာတွေနဲ့လိုက်ပါပို့ဆောင်တာတွေလုပ်ရမယ်ဆိုပြီးစစ်ကောင်စီကညွန်ကြားလာပြန်နေဆိုပါတယ်အကြက်ဖက်မဲ့အွန်လိုင်းအပါဝင်စစ်ကောင်ဆောင်တွေကိုဆဲဆွမှုနဲ့ထောင်ဒဏ်၁၇နှစ်ချမှတ်ခံရရတဲ့စစ်တပ်ထောက်ခံသူဇော်ဖိုးဟင်းဟာ မန္တလေးဥပိုးတောင်ပြောင်းရွှေ့ပြီးပြစ်ဒဏ်ကြခံရမယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့နေပြည်တော်မှာအချက်ဖတ်စစ်တကူစားပြုရိုင်းသမရအမြေခံမြစ်ဆွေရဲ့မပါအလောင်းကိုအတုပလှဲ့လည်မဲ့အချိန်စစ်ကောင်စီလက်အောက်ခံနန်းစီဒီယံဝန်တန်းတွေကအပြင်ထွက်ပြီးနှုတ်ဆက်တာတွေနဲ့လိုက်ပါပို့ဆောင်တာတွေလုပ်ရမယ်ဆိုပြီးစစ်ကောင်စီကညှို့ကြလာပြန်တယ်လို့ နေပြီးတော့ဝန်တန်းအတိုင်းဝိုင်းကရင်ကုန်ခစ်တက်ကိုပြောပါတယ်။ဩဂလ9ရက်နေ့ကပဲအပီးအပြက်သေသွားတယ်။အကြံဖတ်စစ်တကူစားပြူရိုက်သမနာအမိကမြင့်ဆွေရဲ့မပါလောင်းကို9ရက်တိုင်ထားပြီးတဲ့နောက်မှာတော့ဩဂလ17ရက်နေ့မှာနေပြီးတော့စစ်သိန်းကြိုင်းကိုအခမ်းအနားနဲ့ပို့ဆောင်ဖို့စစ်ကောင်စီကစီစဉ်ထားပြန်တယ်ဆိုပါတယ်။အဲဒီလိုမြင့်ဆွေရဲ့မပါလောင်းကိုနေပြီးတော့တကွင်လှဲ့လေပြီးစစ်သိန်းကြိုင်းပို့မယ်လမ်းတစ်လျှောက်မှာ စစ်ကောင်စီလက်အောက်ခံ non civilian ဝန်ထမ်းတွေကအပြင်ထွက်ပြီးနှုတ်ဆက်တာတွေနဲ့လိုက်ပါပို့ဆောင်တာတွေမဖြစ်မနေလုပ်ရမယ်ဆိုပြီးတော့ပါစစ်ကောင်စီကညွှန်ကြားထားသလိုဌာနဆိုင်ရာအကြီးအကဲတွေကတော့အာသူဘကိုတွားရမှာဖြစ်တယ်လို့နေပြီးတော့ဝန်ထမ်းတည်ရင်မြစ်ကပြောထားပါလေအကြံဖတ်စစ်ကောင်စီတက်ကလေမြင့်ဆွေရဲ့အာသူဘမတာချအခမ်းနာကိုစစ်တီဝိုင်းတွေစစ်အခမ်းနာတွေနဲ့ပြုလုပ်ဖို့စီစဉ်နေပြီအဲ့ဒီလိုမြင့်ဆွေကိုမတာချတဲ့အချိန်နေပြီးတော့တခွင်လုံးကျုံရေးတွေကိုလည်းအထူးတင့်ကျပ်ထားအောင်မှဖြစ်တယ်လို့သိရပါတယ် အဲ့ဒီလိုအကြံဖတ်စစ်ကောင်စီကစစ်အခမ်းအနားနဲ့ပါမတာချအတုပလုပ်မဲ့အကြံဖတ်စစ်တပ်ကိုစားပြုရိုက်သမရအမိကံမြင့်ဆွေဆိုသူကတော့အရင်အာနာရှင်ဟောင်းတန်းရွှေရဲ့လူယုံတဦးလည်းဖြစ်တယ်လို့အာနာရှင်တန်းရွှေလက်ထက်2000ခွန်ရွှေဝါရောင်တန်ကတပိတ်ကိုလည်းအဲ့ဒီအချိန်ကရန်ကုန်တိုင်းမှုအဖြစ်တာဝန်ယူပြီးရဟန်းရှင်လူပြည်သူတွေကိုကိုယ်တိုင်ကွင်းဆင်းပြီးတော့ရရဆက်ဆက်အကြံဖတ်နှိမ်နှင်းခဲ့သူဖြစ်တယ်လို့2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မှာလည်း မင်းအွန်လိုင်းအာနာသိမ်းပြီးတဲ့နောက်သမရဥဝင်းမြင့်နေရာမှာအဲ့ဒီမြင့်ဆွေဆိုသူကမင်းအွန်လိုင်းရဲ့ရုပ်သိမ်းရုပ်ယာယီသမရအဖြစ်ပူပေါင်းခဲ့တဲ့စိတ်ရာဇဝတ်မှုပေါင်းများစွာကျူးလွန်ခဲ့သူတရားခဏ်တဦးတည်းဖြစ်ပါလိမ့်ခင်ဗျာတဖက်မှာတော့အကျန်းဖတ်မင်းအွန်လိုင်းအပါဝင်စစ်ကောင်းဆောင်တွေကိုဆဲဆုံမှုနဲ့ထောင်နဲ့ဆက်တနှစ်ချမှတ်ခံလိုက်ရတဲ့စစ်တပ်ထောက်ခံသူဇော်ဖုံးဟင်းဟာမန္တလေးဥပဒေပြောင်းရွှေ့ပြီးပြစ်ဒဏ်ကျခံရမှာဖြစ်တယ်လို့စစ်တပ်ထောက်ခံသူအမျိုးသားရေးအတိုင်းအဝန်းကပြောပါတယ် အဲ့ဒီစစ်တပ်ထောက်ခံသူဇော်ဘုံဟင်းကိုတော့အကြမ်းဖက်စစ်ကောင်စီကသူ့လူအချင်းချင်းအမှု၄ခုနဲ့ဩဂုတ်လ9ရက်နေ့ကပဲလှုပ်ကျန်းတဲ့ထောင်နှံ17နှစ်ပြန်ပြီးချမှတ်လိုက်တာပါအဲ့ဒီလိုဇော်ဘုံဟင်းကိုစစ်ကောင်စီကသူ့လူအချင်းချင်းထောင်နှံ17နှစ်ချမှတ်တဲ့နေ့ကိုလေဇော်ဘုံဟင်းကိုထောက်ခံတဲ့အမျိုးသားရေးသမားတွေလာမှာဆိုပြီးအမိန်ချမဲ့နေ့ကိုကြိုတင်အသိပေးမှုမရှိဘဲချမှတ်လိုက်တာဖြစ်တယ်လို့ဇော်ဘုံဟင်းကတော့ မန္တလေးဥပုတော်ပြောင်းရွှေ့ပြီးပြစ်ဒဏ်ကြခံရမှာဖြစ်တယ်လို့ဇော်ဘုံဟိတ်အရေးလိုက်ပါလှုပ်ဆောင်နေသူအမျိုးသားကြီးအတိုင်းဝိုင်းကပြောထားပါလေလက်ရှိမြန်မာနိုင်ငံမှာအကြမ်းဖက်စစ်ကောင်စီဟာပြည်သူတွေကိုနှီးမျိုးစုံနဲ့ဖိနှိပ်နေတဲ့အထက်သူတို့စစ်တပ်ကိုဝေဖန်တာနဲ့ပြည်သူတွေကိုပုံမှန်မျိုးစုံတက်ပြီးနှက်ရှည်ထောင်နှံတွေချမှတ်နေတာဖြစ်တယ်လို့အခုဆိုရင်သူတို့စစ်တပ်ကိုထောက်ခံသူအချင်းချင်းတော့သူတို့စစ်တပ်ကိုဝေဖန်တာနဲ့ပုံမှန်မျိုးစုံတက်ပြီးနှက်ရှည်ထောင်နှံတွေချမှတ်နေတာဖြစ်တဲ့ပြည် ်အခု1017နှစ်ချမှတ်ခံရတဲ့စစ်တပ်ထောက်ခံသူဇော်ဘုံဟိန်းဆိုရင်1017နှစ်အပြင်နောက်ထပ်မဘာသားနဲ့စစ်တပ်ထောက်ခံသူဒေါ်မိုးမိုးခိုင်ဆိုသူကရန်ကုန်တိုင်းအတွင်းမှာဇော်ဘုံဟိန်းကိုထပ်ပြီးတရားစွဲထားတဲ့အမှုကိုလည်းအွန်လိုင်းကနေတဆင့်ဆက်လက်အမှုရင်ဆိုင်ရအောင်မှဖြစ်တယ်လို့သိရပါတယ်ခင်ဗျာတဖက်မှာတော့ရန်ကုန်မန္တလေးနဲ့မြစ်ကြီးနားမြို့တွေမှာအကြမ်းဖက်စစ်ကောင်စီတပ်ကအခြေခံပညာအထက်တန်းကျောင်းသားတချို့အပါအဝင်လူငယ်တွေကိုနေ့အချိန်ကြီးမှတင် စစ်မှုထန်ခိုင်းမှုအတွက်ပေါ်ပေါ်တင်တင်ပေါ်တာဆွဲဖမ်းဆီးတာတွေအထိလှုပ်လာနေတယ်လို့ဖမ်းဆီးခံရတဲ့လူငယ်တချို့ရဲ့မိဘဆွေမျိုးတွေကိုယ်တိုင်ကရင်ကုန်ခစ်တစ်ကိုပြောပါတယ်အချမ်းဖတ်စစ်ကောင်စီကအခုဩဂုတ်လအတွင်းဖွင့်လှစ်မဲ့သူတို့ရဲ့စစ်မှုထမ်းအပတ်စဉ်16အတွက်စစ်မှုထမ်းမဲ့လူငယ်တွေရရှိမှုနေပါနေလို့ဆိုပြီးသူတို့စစ်တပ်ထိန်းချုပ်ထားရမြို့ကြီးတွေမှာပါနေ့အချိန်လူမြင်ကွင်းမှာကိုပေါ်ပေါ်တင်တင်ပေါ်တာဆွဲဖမ်းဆီးတာတွေလှုပ်လာနေတယ်ဆိုပါတယ်ရောင်မြို့မှာဆိုရင်ယမန်နေ့ကပဲ ဒါမွေမျိုးအာယုဇေယုံရှိဘတ်စကာမှတ်တိုင်မှာဘတ်စကာစောင့်နေတဲ့လူငယ်အလုသမားအမျိုးသား၅ဦးကိုစစ်တပ်ကသူတို့ရဲ့စစ်ကားတွေပေါ်ဆွဲတင်ဖမ်းဆီးသွားပြီးအဲ့ဒီမြင်ကွင်းကိုပဝင်းချင်းကပြည်သူတွေအားလုံးလည်းမြင်တွေ့လိုက်ရတယ်လို့မျက်မြင်တွေ့ခဲ့တဲ့ရန်ကုန်မြို့နေပြည်သူတို့ကပြောထားပါတယ်။အလားတူမန္တလေးမြို့ချမ်းအီတာဇံမြို့နယ်26လမ်း84လမ်း85လမ်း86လမ်းလမ်းမတွေမှာအခုရက်ပိုင်းတွေအတွင်း ဆိုင်ငယ်စီလာတဲ့လူငယ်တချို့ကို license စစ်ဆေးတယ်ဆိုပြီးအကြက်ဖက်စက်ကောင်စီတပ်ကစစ်မှုထမ်းခိုင်းမှုပေါ်တာဆွဲဖမ်းဆီးတာတွေလုပ်နေရမှာလူငယ်အယောက်20နီးပါးအဖမ်းခံရပြီးမန္တလေးနန်တွင်ဒဲကိုခေါ်သွားခံရတယ်လို့အဲ့လိုဖမ်းဆီးခံရတဲ့လူငယ်တဦးရဲ့ဖခင်ဖြစ်သူကတားဖြစ်သူကိုလိုက်ရွေးဖို့စ조사တာတော့ငွေပေးလဲပြန်လွတ်မှာမဟုတ်ဘူးလို့စစ်မှုထမ်းမှုခေါ်တာဖြစ်တယ်ဆိုပြီးတက်ချက်ကြီးတဦးကိုယ်တိုင်ပြောလွတ်လိုက်တယ်လို့ဖမ်းဆီးခံရတဲ့လူငယ်ရဲ့ဖခင်ဖြစ်သူကပြောထားပါတယ်ခင်ဗျာ ဖတ်မှာတော့နေပြီးတော့မကွေးနဲ့ပဲကိုးတိုင်းထိဆက်နေတဲ့နေမျိုးတွေအတွင်စစ်ကြောင်းထိုးနေတဲ့အချမ်းဖတ်စစ်ကောင်စီတပ်ကိုတော်လိုင်းပူပေါင်းတပ်တွေကတလနီးပါးကြာလိုက်လံပိတ်ဆို့တိုက်ခိုက်ချေမုန်းနေရမှာစစ်ကောင်စီဘက်ကထိကြိုက်တိစုံးမှုတွေတော်တော်များနေကြတယ်လို့နေပြီးတော့ PDF ရဲ့တာဝန်ရှိသူတို့ကရှင်ကုန်ခစ်တက်ကိုပြောပါတယ်ဒါကတော့ဆိုလိုက်လားဆရှိယနီကစာပြီးအချမ်းဖတ်စစ်ကောင်စီတပ်ကနေပြီးတော့ဘက်ကနေရိုးမဘက်ကိုအင်အား900ပါစစ်ကြောင်းတစ်ကြောင်း ပဲခူးတိုင်းကူးပင်တာကရဘက်ကအင်အားတရားပါစစ်ကြောင်းတစ်ကြောင်းနဲ့မကွေးတိုင်းတောင်တွင်းကြီးအောင်လန်းစင်ပေါင်ဝဲမြို့နယ်တွေဘက်မှာအင်အား60စစ်ကြောင်းတို့နဲ့နေပြီးတော့မကွေးပဲခူးတိုင်းထိစပ်နေမြေတွေကိုစစ်ကြောင်းထုတ်ဝင်ရောက်လာတယ်ဆိုပါတယ်။အဲ့ဒီအချက်ဖက်စကွန်စီတက်စစ်ကြောင်းတွေကိုတော်လန်ကြီးပူပေါင်းတပ်တွေကနေမြေအသီးသီးကနေတလနီးပါးကြာလိုက်လံပစ်ဆို့တိုက်ခိုက်ချေမှုနေရာမှာစစ်ကောင်စီဘက်ကတိုက်ရိုက်သိမ်းဆုပ်မှုတွေတော်တော်ကူများထားပြီးလက်တလောစည်ရင်ပြုစုထားချက်အရတဲ့စစ်ကောင်စီတပ်သားစုစုပေါင်းအယောက်80ကျော်ဟာအ တီးတီးတေကုန်ကြပြီဖြစ်တယ်လို့ဒဏ်ရာရတဲ့သူတွေနဲ့ပါပေါင်းရင်စကောင်းစီဘက်ကတော်တော်ကိုအထိနာနေကြတယ်လို့နေပြည်တော် PDF ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်လက်ရှိမှာတော့အဲ့ဒီနေပြည်တော်မကွေးနယ်ဘကိုးတိုင်းထိဆက်နေတဲ့နေမြေပတ်တွေမှာအကြံပေးစကောင်းစီတက်တဲ့တော်လိုင်းရေးတတွေကြားနှစ်ဖက်စီရေးတင်းမာမှုတွေဆက်လက်ဖြစ်ပွားနေပြီးနှစ်ဖက်စလုံးကဆက်ဆိုင်ထားတဲ့အခြေအနေဖြစ်တယ်လို့လည်းနေပြည်တော် PDF ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာတစ်ဖက်မှာလည်းတင်းသားကြီးမြို့နယ်မှာအကြံပေးစကောင်းစီတက်စစ်ကြောင်းအပဝင်စစ်တပ်ကစ်ကန်နဲ့ရိတ်ခါပူရှင်တန်းကူပါ ဒေါ်လာရေးတပ်တွေကတိုက်ခိုက်ချေမှုတွေအတွေ့စစ်ကောင်စီဘက်ကတေတဲ့သူတွေနဲ့ဒဏ်ရာရတဲ့သူတွေများထားပြန်တယ်လို့တင်းသာကြီးမြို့နယ်ပကပားရဲ့တာဝန်ရှိသူတို့ကရုံခစ်တစ်ကိုပြောပါတယ်ဒါကတော့လက်ရှိတင်းသာကြီးတိုင်းမှာဒေါ်လာရေးတပ်တွေထိန်းချုပ်ထားတဲ့နေအိမ်တွေကိုစစ်ကောင်စီတပ်ကပြန်လည်ထိန်းချုပ်ခြင်းတဲ့အတွက်စစ်ကြောင်းထိုးတာတွေဇက်တိုက်လုပ်နေရမှာဇူလိုင်လ28ရက်နေ့ကဆိုရင်တပင်းချောက်ကြီးဝဘက်ရောက်လာတဲ့စစ်ကောင်စီတပ်သားတွေကိုတော်လိုင်းပူပေါင်းတပ်တွေကဝိုင်းဝန်းတိုက်ခိုက်ချေမှုန်းခဲ့တယ်ဆိုပါတယ်။အဲဒီလိုတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားအယောက်20ကျော်ဟာဒဏ်ရာတွေအတိအသီးရကုန်ကြပြီအဲ့ဒီထက်ကစစ်သား2ဦးကတော့နေရာမှာတည်းသေကုန်ကြတယ်လို့တင်းတိုင်းညွတ်နယ်ပကဖိုင်တာဝန်ရှိသူတို့ကပြောထားပါတယ်ဒါအပြင်ဩဂုတ်လ4ရက်နေ့မှာလေတင်းတိုင်းမြို့အဝေးမှာရှိတဲ့စစ်တပ်စစ်စေးရေးတံတားဂိတ်နဲ့တိန်ခွန်တိုက်ပွဲအတွင်းစစ်ကူနဲ့ရိတ်ခါလာပို့တဲ့စစ်ရင်တန်းကိုပါတော်လေးပုံပေါင်းတက်တွေကဝိုင်းဝန်းတက်ခိုက်ချင်းမရမှာလေစစ်ကောင်စီဘက်ကထိခိုက်သေးစုံမှုတွေများထားပြန်တယ်လို့တင်းတိုင်းမြို့နယ်ပကဖိုင်တာဝန်ရှိသူတို့ကပြောထားတယ်လို့လက်ရှိတင်းတိုင်းတိုင်းပတ်မှာ ဒေါ်လာရင်းတက်တွေထိန်းချုပ်ထားတဲ့မြို့နယ်တွေအတွင်းစစ်ကောင်စီတပ်စစ်ကြောင်းတွေနဲ့ဒေါ်လာရင်းတက်တွေကြားတိုက်ပွဲတွေခက်ဆိတ်ဆိတ်ကိုဖြစ်ပွားနေတယ်လို့လည်းဒေတာတွင်းသတင်းရင်းမြစ်ကပြောထားပါသေးတယ်ခင်ဗျာတစ်ဖက်မှာတော့မုံရွာမြို့နယ်နဲ့စလင်းမြို့နယ်မှာအကြံဖက်စစ်ကောင်စီတပ်စစ်ကြောင်းနဲ့စစ်သင်္ဘောအုပ်စုကိုဒေါ်လာရင်းတက်တွေကကြားဖြတ်တိုက်ခိုက်မှုတွေအတွင်းစကောင်စီတပ်သား2ဦးကအတီးတီးတေကုန်ကြပြန်ပြီလို့သဆိုင်ရာတော်လိုင်းရေးတပ်တွေကပြောပါတယ်။မကွေးတိုင်းကစလင်းမြို့နယ်မှာဆိုရင်ဩဂုတ6ရက်နေ့ကပဲ နွေတမဲကြေးရွာကနေစစ်ကြောင်းဖိုးလာပြန်တဲ့အချက်ဖတ်စစ်ကောင်စီတပ်သားတွေကိုတော်လိုင်းတပ်တွေကကြောက်ဖြတ်တိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်သားတအူးကတော့နေရာမှာနေပွဲချင်းပြီးကိုတိတ်သွားပြီးတုံးဦးကဒဏ်ရာတွေရသွားကြပြန်တယ်လို့ဒေါင်းစစ်အောင် PDF တာဝန်ခံကိုထုလေးကပြောပါတယ်တဖက်မှာလည်းစကိုင်းတိုင်းမုံရွာမြို့နယ်ကချင်းတွင်းမြစ်ကြောင်းအတိုင်းစံတက်လာပြန်တဲ့အချက်ပစစ်ကောင်စီရဲ့စစ်တမောအုပ်စုကို ဩဂလ3ရက်နေ့ကပဲတော်လိုင်းပူပေါင်းတက်တွေကလက်နက်ကြီးလက်နက်ငယ်တွေနဲ့ဝိုင်းဝန်းတက်ခိုက်ချင်းမုန်းခဲ့ပြီးအဲဒီမှာလဲစစ်ကောင်စီတပ်သားတဦးသေသွားပြန်တဲ့အကြောင်းကိုသိထားရတယ်လို့ချင်းတွင်း Fighter Group ရဲ့တာဝန်ရှိသူကပြောထားပါသေးတယ်။လက်ရှိမကွေးတိုင်းနဲ့စကိုင်းတိုင်းဘက်မှာတော့မြို့ကြီးတွေကလွဲပြီးနေမြေတော်တော်များများကိုတော်လိုင်းတက်တွေကသာအဓိကစိုးမိုးထားတာဖြစ်တဲ့အတွက်စစ်ကောင်စီကမြေပြင်စစ်ကြောင်းထိုးတာတွေမလုံနိုင်တော့တဲ့နေရာတွေဆိုစစ်သည်မော်တွေကိုအုံပြုပြီးသူတို့စစ်တပ်စခန်းတွေအတွက် လူသူလက်နဲ့ရိတ်ခါပို့တာတွေကိုလုံနေရတာဖြစ်တယ်လို့လေဒေတာတွင်းသတင်းအရင်းမြစ်တွေကပြောထားပါသေးတယ်ခင်ဗျတဖက်မှာတော့အချမ်းဖတ်စကောင်စီရဲ့နိုင်ငံရေးလှည့်စားမှုဖြစ်တဲ့အတုအယောင်ဟန်ပြရွေးကောက်ပွဲကိုတော်လိုင်းအင်အားစုတွေအနေနဲ့ကန့်ကွက်တားဆီးရမယ်အပြင်အချမ်းဖတ်မင်းအွန်လိုင်းအဖွဲ့ကိုအမြင့်ဖြုတ်နှိမ်နှင်းရမယ်လို့ကင်းဒီအမျိုးသားတူတက်ရေးပါတီ KNPP ကထုတ်ပြန်ပြောဆိုထားပါတယ်ဒါကိုတော့ ီကနေ့ဩဂလ9ရက်နေ့မှာကြောက်ရွံ့တဲ့89နှစ်မြောက်ကင်းဒီအမျိုးသားခုခံတော်လှန်ရေးနေ့အခမ်းအနားကိုပေးပို့တဲ့တောင်းရံမှာ KNPP ကထည့်သွင်းပြောဆိုထားတာပါမြန်မာနိုင်ငံမှာစစ်တပ်ကရေးဆွဲထားတဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုတော့သူတို့စစ်တပ်ကပဲပြန်လည်ချိုးဖောက်ပြီးအကြမ်းဖက်မဲအွန်လိုင်းခေါင်းဆောင်တဲ့စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်အဲ့ဒီ2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုလူလူတည့်ရလုံးတဲ့တော်လိုင်းအင်အားစုတွေကအပီးတိုင်ဖျက်သိမ်းပြီးဖြစ်တဲ့အတွက် ဒါကိုပြန်လဲအသက်သွင်းဖို့လုပ်နေတဲ့ကြိုးပမ်းမှုမှန်သမျှကိုစန့်ကျင်တိုက်ဖြတ်သွားရမှာဖြစ်တယ်လို့ဆိုပါတယ်အဲ့ဒီအတွက်လက်ရှိအချမ်းပတ်စစ်ကောင်စီရဲ့နိုင်ငံရေးလေစာမှုဖြစ်တဲ့အတုအယောင်ဟန်ပြရွေးကောက်ပွဲကိုဒေါ်လာရင်းအင်အားစုတွေအနေနဲ့ကန့်ကွက်တားဆီးရမယ်အပြင်လက်ရှိအချမ်းပတ်မင်းအွန်လိုင်းကသူတို့ရဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကိုဖျက်သိမ်းပြီးနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင်တာရေးကော်မရှင်ကိုထပ်မံဖွဲ့စည်းလိုက်ပြီးတော့ အဲ့ဒီမှာအချမ်းဖက်မင်းအွန်လိုင်းကပဲဥက္ကဋ္ဌအဖြစ်ရောယာယီသမရအဖြစ်ရောစစ်တပ်ဦးစီးချုပ်အဖြစ်ရောယာဒူးနေရာတွေကိုသူတယောက်ထဲကပဲဆက်လက်ယူထားပြီးမြန်မာနိုင်ငံကိုစစ်ကြုံဇက်သွင်းနေတဲ့အချမ်းဖက်မင်းအွန်လိုင်းအဖွဲ့ကိုအမြင့်ဖြုတ်နှိမ်နှင်းပြီးအနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်တဲ့အထိဒေါ်လာရေးအင်အားစုတွေအတူတကွရှောက်လှမ်းတွားရမှာဖြစ်တယ်လို့လည်းကင်းဒီအမျိုးသားတူတက်ရေးပါတီ KNPP ကထုတ်ပြန်ပြောဆိုထားပါတယ်ခင်ဗျာ ကဲဒါကတော့ယုံခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ